အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်း၄၄ငန်း၃သမာ၆ကနံပါတ်၁နဲ့၃လေးဖြစ်ပါတယ်နော်ဒီခန်းမှာじゃဒီလိုအပေါင်းမြတ်မြတ်လုံးလက်တိနဲ့အပေါင်းဖက်ဆက်ရကုန်တက်တိကိုသုံးပြီးတော့တယ်နော်ဒီအပေးထားတယ်ဒီဟိုဟာလေးကိန်းကိန်းနဲ့မျိုးချိုးအဖြေရှင်းရမှာပါနံပါတ်၁မှာဆိုလို့ရှိရင် -10 1.5နဲ့တဲ့ plus နော် ဖြစ်ချင်း2.5ဆိုတော့ကျေကနန်းတစ်ခုပေးထားပါတယ်။အဲ့ဒါကိုတကယ်တော့ကအနော်အပေါင်းဖက်ဆက်ရရေပေါင်းမဲ့ကုန်သတိတွေသုံးပြီးတော့ဖြည့်ရှင်းမှာဖြစ်ပါတယ်။ပထမဆုံးကျေတော့က -10 1.5ကိုဒီဇိုင်းပြင်ပေးပါမယ်။ပြီးတော့ချင်းကျေတော့ကနော်အောင်နောက်က plus 15 2.5ကိုကြာကျေတော့အဲဒီ -10 1.5ရဲ့ပြောင်းမြန်အပေါင်းပြောင်းမြန်ကိန်းဖြစ်တယ်။နော် plus 10 1.5ရအောင်ကျေတော့ခွဲလိုက်ပါမယ်။အဲ့ဒါရင်ကျေတော့အဲ15 5.2.5ကိုကျတော့ဗာနဲ့ဗာနဲ့ခွဲလိုက်ရရင်ရင်အပြည့်ကိန်းကိုကျတော့15နဲ့9နဲ့ခွဲလိုက်မယ် နောက်ကအပိုင်းကြီးကိုကြာသူက၅ဘိုင်း၅ဘိုင်း၅ဘိုင်းဖြစ်တဲ့အတွက်၅ဘိုင်း၅ဘိုင်း၅ဘိုင်းတစ်ဘိုင်းဆိုတစ်ခုခွဲလိုက်မှာပေါ့နော်။ဒါကနောက်ကဒီ green ခတ်ထားတဲ့ဟာက fitting 2.5ကိုဒီလိုကနှစ်ခုခွဲထားတာပါ။ tan 1.5နဲ့5 1.5နော်။အဲ့နှစ်ခုကိုဒီလိုပြန်ပေါင်းတဲ့အခါမှာအပြေကင်းချင်းချင်း35နဲ့5နဲ့ပေါင်း15ပြန်ရရဲ့5 1.5နဲ့1.5ပေါင်းလို့ရှိရင်2.5ပြန်ရရဲ့ပေါ့နော်။အဲ့ဒါဒီလိုခွဲထားပါ။ခွဲပြတဲ့အခါမှာသူတို့ကအပေါင်းပြည့်မြတ်ကုန်သတ်ပြီးဆိုတော့9 10 1.5နဲ့ +10 1.5နဲ့ကိုဝင်တစ်ခုထဲမှာတူရေးလိုက်မယ်။ နောက်မှနောက်ဆုံးမှကျတော့51/5ကိုရေးမယ်ပေါ့နော်အဲ့လိုမျိုးအပေါင်းအသင်းကုန်သတိနှစ်ခုဆိုရင်ကျတို့ကအနောက်တန်း1/5နဲ့ +10 1/5ဆိုရင်ကျတို့ကနှစ်ခုကိုငိုတူရတဲ့အတွက်နှုတ်လိုက်လို့ရှိရင်ကျတို့ကဘာလို့ရရနော်အဲ0ရရပေါ့နော်နောက်က0ရဲ့ +5 5 1/5ရဲ့ကျတို့ကပေါင်းတွက်လိုက်တဲ့ခါမှာအဲ5 1/5ရတယ်ပေါ့နော်။ပြန်နံပါတ်2ပါ။နံပါတ်2ကကျတော့8.8 -9.9 ။အဲဒါဆိုရင်ကျတို့က8/8ကိုပြန်ရေးမယ်။ -9.9 ကိုကျတော့ကျတို့ ရှိမှာ plus 8.8ဖြစ်တဲ့အတွက်9.9ခွဲတဲ့ခါမှာ minus 8.8ရအောင်ခွဲမှာပါနော်ဒါလိုအပေါင်းအမြန်ပြရအောင်လို့ minus 8.8ရအောင်ခွဲမယ်ဒါဆိုရင် minus 9.9ကိုဒီလိုခွဲတဲ့ခါမှာ minus 8.8 plus minus 1.1ပါအဲရှိသမားရှိနေတိသမားတိနေအောင်ဆိုပြန်ပေါင်းတဲ့ခါမှာ4သမားကိုပြင်ရမယ်ပြရရင်ရှိကအပလန် xy နဲ့ minus 8.8ကိုကျတော့ခွဲတစ်ခုထဲမှာရေးလိုက်မယ်။နောက်ဆုံးမှာကျန်တာက minus 1.1ပဲကျန်နေပါတော့။ဒါဆိုရင်ကျတော့အပေါင်းအမြန်ငယ်ရာနှစ်ခုပေါင်းလို့ရှိရင်ကျတော့0ရရတယ်ပေါ့နော်။ ီလိုရနောက်က -1.1 ရင်ပေါ့အဲ့တော့အဖြေကပါတော့1.1ရပါတယ် -1.1 ရပါတယ်နောက်ကကျတော့နံပါတ်3မှာနံပါတ်3မှာ -1 1မှာကြီးနေ5 2မှာကြီးပါနော်အဲ့တော့မှာကျတော့1 1မှာ3ကိုဒီတိုင်းပြန်ရေးတယ်အဲ့ဒီ -1 1မှာကြီးနေကျတော့ -3 1 1 5 3ရဲ့အပေါင်းပြန်ပြန်ကိန်းရကြတော့ plus 1 1မှာကြီးဖြစ်မှာပါအဲ့ဒီနောက်မှရှိတဲ့5 2 3ကိုကျတော့အဲဟိုလေ +1 1 3ရအောင်ခွဲလိုက်မှာနော် အဲ့ဒီငားတဲ့ကနေရောချိုကပြေကိန်းငားတဲ့ကနေရောချိုတိပြလိုက်မယ်1 1.1 by 3ပေါ့နော်ပြီးတော့2 by 3ဖြစ်တဲ့အတွက်ချိုက1 by 3ကိုဖယ်တဲ့အခါမှာ1 by 3ကျန်ပါတယ်အဲ့တော့ကျွန်တော်ကနှစ်ခုကအပေါင်းငယ်ငယ်နှစ်ခုကိုဘယ်နှစ်ခုထဲမှာရေးလိုက်မယ်နောက်က4 1 by 3ကျန်တယ်ပေါ့နော်ဒီ -1 1 by 3နဲ့ +1 1 by 3နဲ့ချိုရှင်းရတဲ့အခါမှာ0ရပါတယ်နော်0ရဲ့ +4 1 by 3နဲ့ပေါင်းတဲ့အခါမှာချိုလိုက်ရရင်4 1 by 3ပဲပြန်ရပါတယ် တစ်ခုကကျတော့နံပါတ်၄ပါနံပါတ်၄မှာကျတော့2 2.5 3 -3 3.5ပါဒါဆိုရင် -2 2.5ကိုရင်းပြင်ရင်းမယ်အဲ့ဒီ2 2.5ရဲ့အပေါင်းအသင်းငွေဖြစ်တယ် -2 2.5ကိုကျတော့3 2.5ရရနေပြန်ပြီးတော့ယူပါမယ်နော်။အဲဒါဆိုရင် -3 2.5ကိုခွဲတဲ့အခါမှာတို့ -2 2.5ကိုအရှိရတီအပေါင်းကင်းနဲ့ဒူရကိုခွဲတဲ့အခါမှာနော်အပြေကင်းနှစ်တည်းရနေပြီးတော့အပြေကင်း၃နဲ့နှစ်ကုန်လို့ရရင်အပြေကင်းတည်ကျန်တယ် 5/3แจกก็5/2โอ้2 3/5แจกอ่ะ2/5ก็นึกแต่คําว่า1/5จําได้ถูกมั้ยเนาะเดี๋ยวเราจริงๆเนาะเอ่ออปองเงินเงินนึกโอ้เวรคู่แล้วมายี้มั้ยนาวซ้องจําได้ก็ -1 1/5ขึ้นไปได้เดี๋ยวเราชื่ออ่ะอปองเงินเงินนึกโอ้ชื่อแต่คําว่าเดี๋ยวเราชื่ออ่ะเกณฑ์นี้ก็เลย0ยาได้0 -1 1/5ပဲเนาะအဲ့ဒီမှာဒီလိုပေါင်းလိုက်တဲ့ခါမှာအဖြေက -1 1/5ရပါတယ်ဒါကပေါင်းမှတ်ချက်လေးမှာ၄ဒဇင်တိစမ6ကနံပါတ်1ကနေ၄ဒီပဲပါတာဖြစ်ပါတယ်ဗျာဒီနေ့ကလည်းတူပါတယ် ဆုံးဖြတ်ပြီးဝဲတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်